ကဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေခင်ဗျာဒီကနေ့မှာကျတော့ကျွန်တော်မြောက်မှကြီးနဲ့အိုက်တဲလေးနဲ့ထုံမယ်မျက်စိနာလို့ဝဒိစော်လို့ပေါ့ခင်ဗျာနော်အဲမတက်ကတက်ကနဲ့အကုန်ဆောက်လို့တော့ပေါ့ဗျာအဲ့တော့ဒီကနေ့ကျွန်တော်ကကျတော့ဒီ fly wheel တစ်ခုကိုအပေါ်ကိုတင်လိုက်ပြီပေါ့နော်ဒါကျွန်တော် no အတနိုင်ဆုံးတပွေတည်းစွိုင်းလိုက်တာပေါ့ဗျာဆိုတော့အဲ့ဆိုတော့ကျွန်တော်ကဒီမှာ ဝိတ်တုပ်အကြီးကိုကျွန်တော်ဒီမှာဆိုရင်လောလောဆယ်မှာဆိုရင်ကျွန်တော်ဓာရီတွေကိုအစင်ပဲလှုပ်ထားတည်တယ်ပေါ့နော်တကယ်လို့ဝိတ်တုပ်နဲ့ဒီတန်လိုက်ဒိုင်နမိုကတန်လိုက်စီးနေတဲ့အချိန်မှာလေးနှစ်နေတဲ့အချိန်မှာဒီဝိတ်တုပ်ကတန်လိုက်အောက်ကိုတောနိုင်ပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာအကောလို့ဝရေစော်ပြီးလို့ရှိရင်ဒီကောင်လေးကိုအာအကောလို့ကိုကျွန်တော်တို့က level ညီအောင်စိတ်နဲ့တွားပြီးတော့ချိန်မယ်ပေါ့နော်အဲဒါကတော့မနေ့ကတည်းကနေပြီးတော့ဒါကျွန်တော်တယောက်တည်းတင်လိုက်ချလိုက်လှုပ်ပြီးလို့ရှိရင် ဒီတန်ဒုထူရဲ့ဒိုင်ယာမီတာကိုကျွန်တော်ကကျယ်လိုက်တဲ့အခါကျတော့ဒိုင်ယာမီတာကျယ်သွားတဲ့အခါကျတော့ဒီအောက်မှာတိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတခါနောက်ထပ်တစ်စိတ်ကိုထပ်မြင့်လိုက်တယ်ပေါ့နော်အဲဝဒိဆော်တာကတော့ကျွန်တော်တို့ဝဒိဆော်တာမကြွိုင်းပေါ့နော်အဲကျွန်တော်ဟိုဆော်ပေးတဲ့ဆရာတော့ရှိတယ်ပေါ့သူကလည်းဟိုကတင်ပေါ်ထဲမှာတွားပြီးတော့အလူမီနီယံတွေကိုဆော်နေရတဲ့ဆရာကြီးဆိုတော့မအားတဲ့အခါကျတော့ကျွန်တော်ကဒီမှာပြန်တန်းပြီးတော့လိုက်ဆော်ထားတာဒီမှာခွေးချိပုတ်လို့ဖြစ်နေပါတယ်ခင်ဗျာနော် အဲ့တော့ဒါကျွန်တော်ဆရာဆော်ထားတဲ့လေယာလေးကကြတော့အာသူရဲ့နီးစနစ်အတိုင်း 2G တွေ 1G တွေ 4G တွေ 3G တွေအကုန်ရတယ်ဗောနော်ကျွန်တော်ကကြတော့ဒီမှာဘလူတွေဆော်ဆော်မှန်းမသိဗောနော်အကုန်လုံးခွင့်ကြည့်ဖို့ဖြစ်နေတယ်ဗောရအဲ့တော့ဒီအခါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ဆွဲလဲလိုက်ပြီဆိုတော့ ਨੇ အချိန်တစ်ခုအတွက်တော့ဒါ weight တုပ်ရဲ့လယ်အားတော့နည်းနည်းလေးစီးနေပြီဗောနော်ဒါအရင်ကတတ်ထားတဲ့ဟာလေး ါလည်းအရင်ကတတ်ထားတဲ့ဟာလေးနှစ်ခုနော်ဒီမှာနောက်ထပ်ထပ်တိုးတဲ့ဒါကျွန်တော်တို့ခနစ်ဆယ်စစ်ဝိုင်းရဲ့ဒိုင်ယာမီတာအကျဲခနစ်ဆယ်စင်တီမီတာပေါ့နော်โอเคဒီဘက်မှာပြန်ထည့်မယ်ဆိုတော့ဒီအပြားနှစ်ပြားကိုလည်းပဲကျွန်တော်ကဒီနားမှာကက်ကက်လေးကိုကျွန်တော်တို့လုတ်သွားမယ်ပေါ့နော်အဲကက်ကက်လေးဟိုအစစ်တိုးနောက်ဆုတ်လုတ်ပြီးလို့ဆိုရင်နေရာလေးမလောက်ရင်လည်းကျွန်တော်ပြန်ချက်ရပြန်ချက်ရမယ်လောလောဆယ်မှာကျွန်တော်ကအဲ့ဒီဝင်ရိုးလေးတစ်ခုစောင်းနေတယ်ပေါ့နော်ဒီဝင်ရိုးလေးလာလို့ဆိုရင်ကျွန်တော်က နေရာချကြည့်ပြီးလို့ဆိုရင်မော်တာတွေအကုန်လုံးပြန်ချပြီးလို့ဆိုရင်အလုပ်ကိုအထိုင်ပြန်ချရမှာပေါ့နော်ကျွန်တော်တို့ကလည်းပဲဒီကနေ့ကျတော့ဓာယူကိုလည်းမလုပ်ဘူးပေါ့ဗျာအဲ့တော့မလုပ်ဘူးပဲနဲ့လုပ်ကြည့်တဲ့အခါကျတော့တိုက်ပန့်ရွာလဲရွာလဲတိုက်ပန့်တွေဖြစ်နေတယ်ပေါ့ခင်ဗျာနော်အဲ့လိုပဲ ABCD မတက်ပဲနဲ့ဖဏခူးမိတဲ့ကျွန်တော်ပေါ့ဗျာ ဒါလည်းပဲကျွန်တော်အမြင်လေးတွေကြည့်ပြီးတော့လိုက်လို့တာပေါ့နော်တင်စီယာမြင်စီယာကြားစီယာများအားလုံးလည်းအထူးပဲလေးစားပါတယ်ယူသေးပါတယ်ခင်ဗျာနော်ကျွန်တော်တို့ပြောဆိုအမှားရများစီးရင်လည်းတောင်းပန်ပါတယ်ပြောခင်ဗျာနော်အဲဒီမှာကြတော့ကျွန်တော်တို့ကဒီမတက်ပဲနဲ့လုံမိတဲ့အတွက်ပေါ့နော်ကျွန်တော်ကဗီဒီယိုဖိုင်လေးကြည့်တာပေါ့နော်အဲ့ဒီကကျွန်တော်တို့ဒီ channel တွေထဲမှာ online ပေါ်မှာလုံနေတဲ့ဒိုင်နမိုလေးကကြတော့9ကီလိုတို့10ကီလိုတို့အဲ့ဒါလေးကတော့ရအောင်ရနိုင်မယ်ပေါ့နော် အဲ့ဒါလည်းပဲကျွန်တော် AVR မဟုတ်ဘူးပေါ့ဗျာ AVR တိုက်မဟုတ်တဲ့အတွက်သူက RBN 1000လောက်ဆိုရင်လည်းပဲမိထွက်တယ်သူတို့ကလုတ်တဲ့ဟာကြတော့ဟိုဟာဗီဒီယိုဖိုင်မှာ view ရအောင်လုတ်တာပေါ့ခင်ဗျာနော်မိသီးလေးတွေထောပြတယ်ဒီကြောက်ပိတ်လေးတွေဖြတ်ပြတယ်ပေါ့ဒါပေမဲ့ electronic နဲ့ပတ်သက်တဲ့ဒီကျွန်တော် layer C layer C ပစ္စည်းတွေတုံးမဲ့ဆိုရင် frequency ချိန်လုံး90မပြည့်တဲ့အတွက် electronic ဘိုင်းကပစ္စည်းလေးတွေတော့ပစ္စည်းနိုင်ရပေါ့နော်အဲ့ဒီပစ္စည်းပစ္စည်းလေး layer C ပစ္စည်းလေး ပြစ်သွားနိုင်တယ်အဲဒါကကြတော့အလင်းရောင်မီးလေးတော့ထောလို့ရမယ်ဟိုဟာဖြတ်စစ်ပေါ့နော်ကျွန်တော်တို့ဒီ6လင်းမ4လင်းမကြောက်ပိလေးတွေအနိုင်ရဖောက်စစ်လေးတွေအဲ့ဒါလေးတွေတော့လုံးလို့တုံးပြူလို့တော့ရရင်ရမယ်ဝဒိလေးတွေဆော်လို့